ကဲတရားတော်တရားထုတ်တခါခန္ဓာကိုယ်အကဲခံမဲ့စိတ်ငြိမ်မှုရဲ့လို့ မိမိသိရမတရားတော့ခန္ဓာမှာပင်ကိုရှိပြီးသားဓာတိကိုတော့မြတ်စွာဘုရားသမာရိဘိက္ခူဘာဝေထားစိတ်ငြိမ်ငြိမ်ထားကြည့်ပါ ဒီခန္ဓာဖွဲ့စည်းတည်ဆောက်ထားတဲ့သဘောတရားဟာခန္ဓာမှာအမှန်တရားအနေနဲ့ရှိနေပြီးသားဖြစ်တယ်ခန္ဓာအကဲခတ်မဲ့မိမိတို့စိတ်ဟာခန္ဓာရဲ့အမှန်လဘောဘောအမှန်သိဖို့ပဲလိုတယ် ဒါကြောင့်ဣတိယပါဠိတော်မှာမြတ်စွာဘုရားဘုဒ္ဓံဘုဒ္ဓတော်ပတ္တိဘုဒ္ဓံဆိုတာခန္ဓာမှာရှိနေတဲ့အမှန်တရားကိုပြောတာခန္ဓာမှာရှိနေတဲ့အမှန်တရားဘုဒ္ဓတိခန္ဓာပဲစကံဆိုသောကြောင့် ထောက်ပြမှုသိမှုခန္ဓာ၅ပါးအပေါင်းဒါဝကဲခမဲ့သိမဲ့ညာဟာဘုဒ္ဓတော်ခန္ဓာတဘာဝရဲ့အရှိအတိုင်းအဝိဇ္ဇာတဘာဝတော် ိနေတဲ့သဘောတရားနေပြီးတော့မပြောင်းမလွဲတဲ့အသိနဲ့ပတ္တိမြင်ကြည့်ပါမိမိတို့ခန္ဓာမှာမရှိတဲ့တရားကိုသိရမှဆိုရင်အင်းနာရှားကိုပြန်မမလေးအိုးရှိတဲ့အတိုင်းသိပါ ခန္ဓာကိုယ်သိသားတာယုံနာပရမဖြစ်သောကြောင့်ဖြူဝသိရမယ်ယုတ်ပရမဆိုတာဟာရူပခန္ဓာရဲ့ဖောက်ပြန်မှုအပေါင်းအစုတောင်ဖောက်ပြန်တတ်တဲ့၎င်းရဲ့ပင်ကိုအတိုင်းဖောက်ပြန်တယ်လို့သိပါ ဒီခန္ဓာတစ်ခုလုံးဟာဓာတ်ကြီး၄ပါးအခြေခံပြီးတော့ရုပ်ဓာတ်ကြီး၄ပါးနဲ့အမိတွေဖြစ်တဲ့ဥပါဒါယု၂၄ပါးနဲ့တည်ဆောက်လိုက်တဲ့ခန္ဓာ ဖောက်ပြန်လာမှာပထူကြီးတည်းခက်မှာတဲ့လို့ခက်မှာပြီးတော့တောင်းတင်းပြီးတော့ဖောက်ပြန်ဒါပထူရဲ့တတိယဖောက်ပြန်မှုလေပူဝေးပြီးတော့ဖောက်ပြန်ရင်တေဇောတတိယဖောက်ပြန်မှု နှုတ်ဆက်တုံးကံပြီးဖောက်ပြန်ရင်ဝါယောဓာတ်ရေဖောက်ပြန်ယူစီဖွဲ့စီဖောက်ပြန်ရင်အာဘောဓာတ်ရေဖောက်ပြန်ဖြေရှားတဲ့သဘောတရားစုစည်းကိုဘူတယုတ်ထင်းနေရှားရှားပဲတောင်းတင်းတဲ့ခက်မာတဲ့ပူအေးတဲ့လှုပ်ရှားတဲ့ သိနိုင်တဲ့သိသာတဲ့ထောက်ရမှုကြီးပဲတောင်ဝိမိခန္ဓာကိုယ်မှာတွေ့တော့ပထဝီသဘောရဲ့ဖောက်ပြန်မှုဒေဇောသဘောရဲ့ဖောက်ပြန်မှုလို့ဒီလိုနာမည်တက်ပြီးတော့မရှိပါဘူးအားလုံးဖောက်ပြန်တဲ့သဘောပဲ ပြီလွယ်အောင်မှတ်လွယ်အောင်ရှုပါအဲ့ဒီခန္ဓာရဲ့မငြိမသက်တဲ့ပြောင်းလဲဖောက်ပြန်မှုတော့လူသူငါငါပုဂ္ဂိုလ်သတ္တဝါလား လုံးလပယောကနဲ့လှုပ်ဆောင်လိုက်တာမဟုတ်ဘူးသေသေးသေးရကြည့်ပါသူ့ဖောက်ပြန်မှု အကျောင်းအထောက်ပံ့နဲ့ဖောက်ပြန်တယ်ပုဂ္ဂိုလ်သတ္တဝါနဲ့မဆိုင်ဘူးပုဂ္ဂိုလ်သတ္တဝါပြုတ်လို့လို့လည်းမရဒါကြောင့်သဘာဝတရားလို့ခေါ်သူဖောက်ပြန်နိုင်တဲ့အကြောင်းတရားအထောက်ပံ့နဲ့ဖောက်ပြန် အနတ္တသဘောတွေမိမိတို့ဒီမိမိတို့သဘောနဲ့ပြုတ်လို့ဖန်တီးလို့မရဘူးမိမိသဘောနဲ့ပြုတ်လို့ဖန်တီးတာအတ္တသဘောတွေခန္ဓာဒီအနတ္တဖြစ်တဲ့တွဲသူ့ရဲ့သဘောကိုသာသိဖို့လိုတယ်မိမိကပြုတ်ပြင်မှု လုံဆောင်ဖို့ကိုယ်ကဲဘူးလုံးဝမရသူရဲ့ပင်ကိုယ်သဘောကိုအလိုက်တင်ပဲထောက်ပြနေလို့သိနေတာဟာအနတ္တကိုသိတဲ့အသည့်ပဲမိမိဟာမိမိခန္ဓာရဲ့သဘောတရားဖောက်ပြမှုကို မိမိအစိုးတရားနဲ့ပြုပြင်ဖန်တီးလို့မရဘူး။တောင်းအစိုးမရအနတ္တာဖောက်ပြန်တဲ့သဘောညာနဲ့အကဲခါပြီးတော့သိနေတဲ့အချိန်ဒါအနတ္တကိုသိတာပဲ။မြတ်စွာဘုရားသာသနာတော်ဒီအနတ္တသာအောင်လား။ အနတ္တသဘောကိုသိနေခြင်းဟာမြတ်စွာဘုရားသာသနာကိုသိခြင်းပဲအနတ္တကိုသိဖို့လက်ကျအားထုတ်ခြင်းမြတ်စွာဘုရားသာသနာတော်သိဖို့အားထုတ်တဲ့လုပ်ပဲ ဟောဗျာနဲ့သဘောတရား ਪਰ မတ်တို့သူတို့ရဲ့ဟောဗျာနဲ့ရုပ်ပနလက္ခဏာကိုဆောင်တဲ့သဘောမှာပုဂ္ဂိုလ်သတ္တဝါအတ္တမပါဘူးရှုရတည်တယ်မိမိတို့ရဲ့အသိဟာလည်းပဲခန္ဓာရဲ့သဘာဝကိုသာအလိုက်တဲ့သိသွားတဲ့တွေ့ပုဂ္ဂိုလ်သတ္တဝါရဲ့ ပတ်တော်လို့မပေါ့ခန္ဓာသဘာဝတရားရဲ့ထောက်ပြမှုကိုသိနေတဲ့အချိန်အတ္တဒိဋ္ဌိလုံးဝလွတ်နေတဲ့အချိန်ဒါဝဆန္ဒရကဝိနည်းအားလို့မြတ်စွာဘုရားဒေဝရထသုံးရား ခန္ဓာရဲ့ပေါက်ပြန်တဲ့လက္ခဏာဖြစ်တယ်တရွာရွာတလုံးလုံးတလုံးလုံးကုလိုက်အေးလိုက်နွေးလိုက်ရှင်လိုက်ဆိုတဲ့ပေါက်ပြန်မှုလောတရားသိနေတဲ့အသိကိုသတိထားကြည့်ပါမငြိမ်သက်ပြောင်းလဲပေါက်ပြန်တဲ့သဘောဟာ လောဘကိလေသာဖြစ်เสียမပအောင်နာယခင်မဲ့နှစ်သက်တဲ့သဘောတရားလုံးဝမရှိမိမိတို့ဒီကိလေသာမဖြစ်တဲ့သဘောတရားဖောက်ပြန်မှုကိုသိနေတဲ့အသည့်ဟာလည်းဖောက်ပြန်နေလို့သိနေတဲ့အခိုက်မှာလောဘကိလေသာမဖြစ်ဘူး

ထူကြတဲ့ချက်ပဲကိလေသာဖြစ်ကဇာယီရက်သွားတဲ့လို့ကိလေသာမဖြစ်တဲ့ဖောက်ပြန်မှုသဘောတရားကိုသိတိုင်းသိတိုင်းကိလေသာမဖြစ်တဲ့အချိန်မှာ သူတို့ဇံတို့အတွက်ကိလေသာထွက်မြောက်တဲ့အချိန်ကြီးပရမတ်ကိုသိတဲ့အချိန်အရိယာကျတော့ပရမတ်ကိုအပိုင်သိသွားတယ်။လုံးဝသဘောထားပြောင်းသွားတယ်။မိမိတို့မှာသဘောထားပြောင်းဖို့လက်ကျင်နေတဲ့အချိန်သိလေသာဖြစ်ရတဲ့အချိန်ကိုများများသိသွားရင်များများသိနေရင်မိမိတို့ဒီသိလေသာဖြစ်ရသွားတဲ့ အရိယစကားကိုပွားနေတယ်မှတ်ကြည့်လို့ဖြစ်သွားမိမိတို့ဒီလုံငန်းကိုလဘောပောက်ထားရင်ကိလေသာဖြစ်တဲ့အချိန်ကိလေသာမဖြစ်တဲ့အချိန်ဒါခွဲကြလို့ရဒါကြောင့် တခါရင်းနဲ့အကြာကြီးထိုင်ရှုတာမဟုတ်ဘဲနဲ့ခန္ဓာကိုယ်သတိထားပြီးတော့သတိရတိုင်းရတိုင်းအကဲခတ်သွားရင်ဒီဖောက်ပြန်တဲ့သဘောကိုသိသွားရင်ဒီသိတိုင်းသိကြရင်ကိလေသာအဖြစ်ရက်တဲ့အချိန်ပဲ မိမိတို့လောကလုံငန်းဆောင်ရွက်ချက်လည်းမပြတ်ဘူးခဏခဏကဲခတ်ပြီးလိုက်ဟောမိမိရတာမရှုလို့မကြည့်လို့မသိတယ်ခန္ဓာသဘာဝတို့ဖောက်ပြန်မှုကတော့မရက်ဘူးသူ့ရဲ့သွားရလမ်းကြောင်းတိုင်းသွားနေတာပဲဒီလိုအသိများရင် ဒီလိုထက်ကတက်ကသိရင်ကိလေသာမိမိစိတ်အာယုန်နဲ့မှအာယုန်ပြုမှဖြစ်တာစိတ်အာယုန်မပြုဘဲကိလေသာမဖြစ်တဲ့ပရမတရားပေါ်မှာသဘာဝတရားပေါ်မှာသိနေလို့တော့ကိလေသာဖြစ်ခွင့်မရဆန္ဒကဝိနည်းအဲဒီလိုအဆက်မပြတ်သိနိုင်အောင်အခုလိုလေ့ကျင့်တဲ့အလုပ်နဲ့အားထုတ်တာ တော့အလိကျင်အာသိနကံအလိကျင်ရသွားရဲ့ကိုယ်ဟောင်းတဲ့ကိုနေရင်ထိုင်နေရှုလို့ရအဆက်မပြတ်သာသိပြီးရင်ဒီအသိမှဉာဏ်ဖြစ်သွားတယ်။အရင်ကတည်းကဉာဏ်ဖြစ်သွားရင်တော့အပေရကပိတ်เสียသံသာအဆက်စစ်ပြတ်เสียဉာဏ်ကဆောင်ရတော့ ဒီတော့ကိုယ်ခန္ဓာနဲ့ကိုယ်သည်စိတ်ကြည်ခြင်းလည်းကြည်ကြည်လင်လင်ထားပြီးတော့ခန္ဓာကိုခဲခတ်ပါမိမိတို့သိရမယ်တရားတွေကတော့ခန္ဓာနဲ့အပြည့်ပဲတစ်ခုလုံးမှာဖောက်ပြန်ပြောင်းလဲပြည့်စည်တဲ့သဘောတရားတွေနဲ့ပြည့်နေတဲ့ခန္ဓာ ဒါခုလိုအကဲပခတ်တော့ပြိဖို့မလေ့လာတော့အကုန်ပေါင်းပြီးတော့မိမယုတ်တဲ့ပုဂ္ဂိုလ်သတ္တဝါလူဒီလိုပြောလိုက်တာဒီလိုစွဲယူလိုက်တာအဲ့ဒါမှားတော့တာဘုခန္ဓာကိုစိတ်လေးညင်ညင်ထားပြီးတော့ဖမ်းလိုက်တဲ့အသည့်နဲ့အကဲခတ်ကြည့်တော့မိမိထင်တဲ့အတိုင်းမဟုတ်ဘူး မငြိမ်မသက်ပြောင်းလဲဖောက်ပြန်တဲ့သဘောတွေသူ့ပေါင်းတာခန္ဓာပဲဓာတိသွားတာပဲသိရမယ့်တရားအပြင်ဘက်ကတခြားလာတာမဟုတ်ဘူးခန္ဓာပေါ်မှာအမှန်မိပြီးတော့သဘောထားပြောင်းသွားဒါကြောင့ ကိုယ်ခန္ဓာနဲ့ကိုယ်သည်ဘယ်တော့ဖြစ်ဖြစ်အသိသာမှန်လို့တော့ခန္ဓာပင်ကိုယ်မှန်တဲ့ဥစ္စာကိုသိသွားတာ ခန္ဓာပင်ကိုတိဆောက်ထားတဲ့သဘာဝတရားဘူလတရားဆိုတာထောက်ပြန်ပြောင်းလဲတဲ့ရုပ်ပရမတ် ਨੇ ဤထောက်ပြန်တတ်တဲ့နံပရမတ်နှမျိုးပဲဒီနှမျိုးပါတစ်မျိုးမျိုး ပြီးပြီးပြင်းပြင်းပရိညာဆိုတဲ့အပိုင်အနိုင်သိအောင်ထက်ခါထက်ခါလေ့ကျင့်မှုပဲထောက်ပြန်တဲ့သဘောတရားတို့မငြိမ်မသက်ပြောင်းလဲချက်ကိုသိနေတာ လွယ်လို့တခြားတစ်ပါးပြောင်းရှုရတယ်လို့မရှိပါဘူး ခန္ဓာရှိမူလတရားပင်ကိုယ်တရားသဘာဝတရားကိုသူ့ရဲ့မူလပင်ကိုယ်သဘာဝတိုက်ရှုလာဒါကြောင့်ဣတိယပါဠိတော်မှာမြတ်စွာဘုရားဘူတံဘူတတောပတ္တိသကုမန္တောပတ္တံတိဉာဏ်မျက်စိပညာမျက်စိအမြင်ရှိတဲ့ပုဂ္ဂိုလ်တို့ဟာ ဘုဒ္ဓဆိုတဲ့ခန္ဓာရဲ့သဘာဝတရားတို့ရှိနေတဲ့ဖောက်ပြန်မှုလေဘုဒ္ဓတော်ရှိတဲ့အတိုင်းဖောက်ပြန်တယ်လို့မြင်မယ်သိမယ်ဒါဆက်ခုမန္တပုဂ္ဂိုလ်များအတွက်ဉာဏ်မျက်စိရှိတဲ့ပုဂ္ဂိုလ်များသိနိုင်တဲ့ကိစ္စပါ မြတ်စွာဘုရားရဲ့သာသနာလုံငန်းတရိယမန္တရားကိုအမှန်တိုင်းသိတယ်အသိရှိတဲ့စကုမန္တပုဂ္ဂိုလ်ကလွဲလို့တော့ကျန်တဲ့ပုဂ္ဂိုလ်များအိုလီယန်ဒီအေကေအတိတောင်းဒီအေကေသဒ္ဒရဝါဒနဲ့အိမဘက်ကမနေတဲ့ပုဂ္ဂိုလ်ပုစိရဝါဒနဲ့လွန်ကျွေးတဲ့ပုဂ္ဂိုလ် ဒီနှမျိုးပဲရှိတယ်ခန္ဓာဝိရထဗုဒ္ဓကြာကြမြင်တတ်သိတတ်တဲ့သကုမန္တပုဂ္ဂိုလ်တို့ကတော့ခန္ဓာရဲ့ပင်ရရှိဖြစ်တဲ့ဗုဒ္ဓကိုဉာဏ်နဲ့ပညာနဲ့လေ့လာတော့ဗုဒ္ဓတော်ဖောက်ပြန်တယ်လို့ပတ္တိမြင်တယ် ဒီအမြင်တည်းသည့်လေ့ကျင့်ထားတဲ့ယောဂီအတွက်သံဃာဒီမှာပဲကမ်းမှနေတဲ့သဒ္ဒရဝါရလွန်ပြေးတဲ့ဥစ္စေရဝါရသဘောမဟုတ်ဘူးအဲ့ဒီဒိဋ္ဌိနှမျိုးကလွတ်သွားတဲ့အကြောင်းသက္ကာဒိဋ္ဌိကလည်းပဲသဒ္ဒရဒိဋ္ဌိဥစ္စေရဒိဋ္ဌိနှစ်ခုပေါင်းစည်းထားတဲ့သဘော လက်ကအတေကြီးလွတ်သွားတယ်ဆိုရင်သဒ္ဒရာဥစ္စေစာလွတ်သွားတာတောင်မင်းကြီးကသက်ကအတေကြီးဟူရေလောကသဒ္ဒရာဒိဋ္ဌိဟူရေလောကဥစ္စေစာဒိဋ္ဌိဟူရေလောကမသိစေကားမူဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်မငြိမ်မသက်ပြောင်းလဲဖောက်ပြန်တဲ့သဘောတွေလူသိတဲ့အခိုက်ကဒီဒိဋ္ဌိတွေကလည်းလွတ်သွားတာ ခဏခဏခန္ဓာကိုလေ့လာတယ်ခဏခဏလောက်သွားတယ်ခန္ဓာကိုအမြင်မပြလေ့လာတယ်အမြင်မပြလောက်သွားတာမြတ်စွာဘုရားချိန်ဖန်မြတ်စွာလေ့လာပါလို့တိုက်တော့မိမိတို့ချိန်ဖန်မြတ်စွာလေ့လာလို့ခန္ဓာပုံကသဘောထားပြောင်းသွားတာသဒ္ဒရာဥစ္စေတာ ဖက်ကားဒီလွတ်သွားတဲ့ချိန်မိမိတို့လုံငန်းအနေနဲ့အင်ဂျင်နီမခဲတဲ့ကိစ္စပရိယတ်ဒီစာပေအနေနဲ့ဆိုရင်ရတဲ့အကျိုးတရားနဲတာပေါ့ အပေကျက်တဲ့သဘောတရားသက်ကတည်းရှိလုံးဝသက်ကတည်းကပြုတ်မှာလုံးဝအပေကနေတာအနေနဲ့လွတ်သွားတယ်ကျင်းပြီလွတ်သွားတယ်ဒါလို့ဒီယုံနာခန္ဓာတွေသံသရာဆာဆာပြီးတော့ဘဝတစ်ခုမှာယုံနာခန္ဓာတစ်မျိုးဖြစ်လိုက်နောက်ဘဝတစ်ခုမှာယုံနာခန္ဓာတစ်မျိုးဖြစ်လိုက် ။နောက်ပွေကြအပွေယုံနာခန္ဓာဖြစ်လိုက်။ဒိဋ္ဌံဖြစ်ဒိဋ္ဌံယုံနာခန္ဓာဖြစ်လိုက်။နတ်ဖြစ်နတ်ယုံနာခန္ဓာဖြစ်လိုက်။နောက်အပွေကြအပွေယုံနာခန္ဓာဖြစ်လိုက်။ဒီလိုလာတာကြီး။သက်္ကာဒိဋ္ဌိနဲ့လာတာ။သက်္ကာဒိဋ္ဌိအစွဲယူနဲ့လာတာ။ဘဝဘောကဘာဘောရေတွက်လို့မရအောင်များခဲ့။အခုခန္ဓာကိုကြည့်တယ်။ဖောက်ပြန်တဲ့သဘော ခန္ဓာတကူလုံးမှာသဘောပေါက်တာနောက်ဒီသဘောတရားတွေဆက်ပြီးတော့ကြည့်တော့ဒီဖောက်ပြန်တဲ့သဘောတရားပြည့်ပြည့်သွားတာတွေ့လေဟောဖောက်ပြန်တဲ့သဘောတွေပြည့်သွားပါလားလုံးဝတည်တတ်ခိုင်မြဲတဲ့သဘောမရှိပါလားလို့အရိညာဇက်တိုက်ပြီးသွားရင်သန္တာရကဘာနာဖြစ် ခန္ဓာကိုယ်ပေါ်မှာအသိဉာဏ်ပြောင်းသွားတယ်။ပုထုဇဏဘုံဝိဝိတ္တဝတ္တပုထုဇံဘုံကလွန်မြောက်ပြီးတော့အရိယဘုံမေအောက်ကတော့အရိယဘုံကိုသက်သွား။ဖောက်ပြန်တဲ့လောပြည့်တဲ့လောသဘောပေါက်ပြီးတော့ခိုင်ခိုင်မာမာယုံကြည်ကြရတယ်အဲ့ဒီဖြစ်ရောက်သွား။ဘောမင်းစွာကသက်္ကာတိရင်လာခဲ့တဲ့ကိစ္စတစ်ချက်တည်းပြုတ်သွားတာ။ဒီအသိနဲ့ပြုတ်တာ ပုရုဇဘဝလွတ်ရဲ့ပုရုဇံတို့အနန္တအဆုံးမရှိအောင်ဘဝအောင်မဲ့ဘဝရည်အကုန်ချုပ်ငိမ့်ပြီးတော့ဘဝကံတော်မူရပါတယ်ခုနှစ်ဘဝနိဗ္ဗာန်ဝင်တာအဲ့တော့ဒီဖောက်ပြန်တဲ့သဘောလို့သိတာပြည့်တဲ့သဘောလို့မြင်သွားတဲ့အမြင်သဘောရပြောင်းလောက်အောင်ယုံကြည်မှုရသွားရင် ဘဝကဘာမရင်တဲ့ကိုလာခဲ့တဲ့ဒုက္ခတွေအပယ်ပေးကမလွတ်တာတည်းတချီတဲ့ကုန်ပြုတ်သွားတာတော့အကျိုးတရားဟာရည်တွက်လို့မရအောင်များတဲ့အတွေ့လုံလောက်ကဘာမှတလောက်ပင်မနာမဟုတ်တလောက်လက်ရှာရှာဖွေဖွေနဲ့စိတ်ကျင်းကြောင်လောက်ရတဲ့လို့ဘုံနေရင်ထိုင်ရင်ချမ်းသာတာနဲ့ပဲမြတ်စွာဘုရားတတ္တိသရသို့ပါဟောဆို သဟာဒုခေနဝသဟာလောဘနာခေနဝချမ်းသာစွာနဲ့ဝမ်းသာစွာနဲ့ဒီတရားရနိုင်တယ်ကျိုးစားပါမိမိတို့လောက်ရတဲ့အလုပ်ဟာတော့မပင်မောင်းရတဲ့အကျိုးဟာသင်တန်းကြီးများပါတယ်ဘေဒါနသီလကုသိုလ်ကောင်းဘလောက်လုပ်လို့မှမမီဘူး အကယ်၍မိမိတို့ပါရီပို့တဲ့အတိုင်းအဆက်မပြတ်လက်ကျင်ပြီးတော့ကိုယ်လက်ကျင်အားနဲ့ကိုယ်အသိဉာဏ်ဟာခိုင်ခိုင်မာမာမြတ်ရသွားရင်ဒီစကားအတွင်းမှာပဲအပေတကားပိတ်တဲ့ဖြစ်ကိုရသွားနိုင်ပါတယ်မြတ်စွာဘုရားတရားတော်ဟာပကာလီကိုအခါမလင့်အချိန်ခေါတွတ်ပြောလို့မရဘူးတန်တိတ္တကဓမ္မလက်မြင့်ရတဲ့သူကြိုးစားအားထုတ်ပါ အချိန်နည်းတော့ပြီသိရမတရားခန္ဓာမှာရှိတယ်သူ့ရဲ့ထောက်ပြန်တော့သိရမစိတ်ဟာလည်းပဲပင်မကြီးစွာရှုရတာကနောက်ကလိုက်ပြီးတော့အလိုက်တင်မဲ့အကဲခတ်ပါထောက်ပြန်တဲ့သဘောသက်သက်သာလာကြည့်ပါ အသိဉာဏ်ပြောင်းဖို့သာလိုတယ်။ချူရမတရားဒီလောက်ခက်တာမဟုတ်ဘူး။ကာယအချိန်ပြည့်သွားပြီ။